ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေထုမငိမ့်မတက်မှုတွေဖြစ်ပေါ်နိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်းမှာလည်းမုတ်တုံလေဝင်ရောက်လာနိုင်တဲ့အခြေအနေကြောင့်မေလ10ရက်မှ15ရက်အတွင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတက်ကြောင်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးတွေ့ခြင်းတို့ဖြစ်ပေါ်နိုင်တဲ့ဖြစ်စဉ်များနဲ့ပတ်သက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားမှုဦးလာထွန်းကအခုလိုပဲရှင်းလင်းပြကြားထားပါတယ်။ ကပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်တောင်ပိုင်းမှာဒါမဲ့ရက်တွေမှာလူမှုကြိမ်တက်မှုတွေဖြစ်လာနိုင်တယ်။နောက်တစ်ခါဒီဒါမဲ့ရက်တွေမှာပဲဒီမုတ်တုံကလည်းမြန်မာနိုင်ငံတောင်ပိုင်းပေါ့လေထူးပင်လို့မုတ်တုံတွေဝင်ရောက်လာနိုင်တဲ့အခြေအနေရှိ။အဲ့တော့ဒီလိုမိုးလေသဖြစ်စဉ်တွေကြောင့်ပေါ့နော်။မေလ10ရက်ကနေ15ရက်နေ့အတွင်းမှာနေပြီးတော့မန္တလေး၊မကွေး၊နောက်စကိုင်း၊ကချင်၊ချင်းရခိုင်နောက်ရှမ်းပြည်နယ်မှာဆင်းတော့မြောက်ပိုင်းပေါ့လေ။အဲ့ဒီနေရာတွေမှာဒါနေရာကျဲကျဲ အာဒီနေရာစိတ်စိတ်ဝေဝနိုင်နေနောက်ဒီမြန်မာနိုင်ငံတောင်ပိုင်းနဲ့အောက်ပိုင်းဒေသတွေဖြစ်တဲ့ဒီရောင်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးတနင်္သာရီကယားကရင်မော်ရှမ်းပြည်နယ်ဆိုရင်တောင်ပိုင်းနဲ့အရှေ့ပိုင်းပေါ့လေအဲဒီဒေသတွေမှာနေရာနှံပြားအမှုကျွာတာရှိမယ်နောက်ဒီမြန်မာနိုင်ငံတောင်ပိုင်းနဲ့အောက်ပိုင်းပေါ့လေဆိုပြောတဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းအဲဒီမှာရှိတဲ့ဒေသချို့မှာတော့နေရာကွက်ပြီးတော့ဘူးကြီးနိုင်တာလေ ဖြစ်ပေါ်နိုင်တယ်ပေါ့နော်ဒီဇယက25ရက်နေ့တွင်မှာပေါ့သူကမိုးရွာသွန်းမှုနဲ့သူဆိုဒီလူမငြိမ်သက်မှုပါလေဖြစ်နေတယ်ပေါ့ဒါကတော့လူမငြိမ်သက်မှုကနေဒီဒီကနေ့ရောင်းဝန်ဖြစ်မလားဆိုတော့နည်းနည်းတော့စောင့်ကြည့်ရမှာပေါ့လေတော့ဒီလူမငြိမ်သက်မှုဖြစ်တာလေဖြစ်တယ်နောက်လေလူမျိုးမျိုးလည်းဖြစ်နေတယ်ဖြစ်နိုင်တယ်နောက်ဒီမုတ်တုံကလည်းတောင်ပန်းဝေအောင်မဲ့ချစ်တယ်ဆိုမုတ်တုံ ဆောက်ဝင်တဲ့ချိန်မှာဆိုတော့နည်းနည်းဓာတ်ရီကနည်းနည်းဆိုးတယ်။နောက်ဒီလူလူငြိမ်သက်မှုလည်းရှိတယ်ဆိုတော့အမိုးရွာတာနဲ့အတူပေါ့နော်။ဒါလေရင်တိုက်တာတွေနောက်ဒီမိုးကြိုးပစ်တာတွေနောက်မိုးသီးကြွေတာတက်ပြက်တာပေါ့နော်။အဲဒါတွေရှိလာနိုင်တယ်။နောက်တော့ကဒီမိုးသီးထက်သွားကြာသွန်မှုနဲ့အတူနောက်ဆက်တွဲဘာဝပြီးဖြစ်တဲ့ဆရာတွေရဲ့ရည်ကြီးတာတို့ဂုံးင်းနေသားတွေမှာမြေပြိုတာပေါ့လေ။အဲ့အနေနဲ့ရှိနိုင်တဲ့အနေအထားပေါ့နော်။အဲ့တော့ ဒီလိုလူအနေနဲ့တော့ဆိုပြောတဲ့ကြရပြည်ကြီးနိုင်တဲ့နေရာတွေပေါ့လေဒီငငယ်ချောင်းနဲ့နေနေတိုင်းနဲ့ဒီသူတွေနောက်တကမြေပြုံမှုအနေနဲ့ကြတော့ကုန်းမြစ်တွေလာတောင်းတောင်းအနေတိုင်းနဲ့သူရဲ့အနေနဲ့ပြပြမှုတွေဒါတွေတော့ဒီကာလတွေပါပေါ့နော်ဒီသူသဖြင့်တော့ကျွန်တော်တို့ကတော့10ရက်ကနေ15ရက်လို့ထုတ်ထားပြီးမြင်တကယ်တမ်းမိုးကြီးနိုင်တဲ့နေသားက13ရက်နေ့နောက်ပိုင်းမှာပို့ပြီးတော့မိုးကြီးနိုင်အောင်ရာသွန်းတာဖြစ်နိုင်တော့10ရက်ကတော့ပို့ပြီး တတိထားမှာပေါ့နော်ကံပြူချက်အနေနဲ့ကတော့ကျွန်တော်အခုလက်ရှိ10ကနေ15ရက်ဆိုနောက်ပိုင်းလည်းဒီတောင်ပိုင်းဒေသတွေဟုတ်တော့လည်းဆက်ဝင်လာနိုင်တဲ့အနေအထားဆိုတော့ဘိုးကတော့ဒီတောင်ပိုင်းဒေသတွေမှာတော့တိတ်ပြတ်မဲ့အနေအထားတော့မရှိဘူးပေါ့အဲ့နဲ့လည်းတတိပြုပဲနောက်တော့ကဒီမိုးရွာတဲ့နေရာတွေမှာဒီငလျင်တန်သင့်ဒေသတွေလည်းပါအဲ့ဒီရက်တွေမှာဘိုးကတော့နည်းနည်းဟိုရွာမဲ့အခါကျတော့ တခါလေးကျတော့လေမူတည်တံတာတွေရှိနိုင်တယ်အဲဒါဒီမလင်းလှုပ်ပြီးတော့ဒီမြေပတ်ကြားမြေကွဲသွားတဲ့တဲမှာလာကြီးဝင်ပြီးတော့ဒါအဲ့နေရာတွေကနေမြေပြိုတာတွေပေါ့လေနောက်ဒီတိုက်တွေပါတွေရေလူးပြီးတော့ပြိုနိုင်တာပေါ့လေအဲဒါတွေလည်းရှိလာနိုင်တော့ဒါတွေလည်းတတိပြုအောင်ပါပေါ့နော် မောတိထန်စွာရွာသွန်းမှုနဲ့တူတဘာဝဘေးဖြစ်တဲ့လျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြုံမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်မိုးလေဝသနဲ့ဇလပေးတာညွှန်ကြားမှုဦးစီးဌာနအနေနဲ့မိုးလေဝသဖြစ်စဉ်တွေကိုစောင့်ကြည့်ပြီးနေ့စဉ်အချိန်နဲ့အမျှထုတ်ပြန်ပေးလျက်ရှိတာကြောင့်ပြည်သူများအနေနဲ့စောင့်ကြည့်လေ့လာနိုင်ကြောင်းသိရပါတယ်ဒီသတင်းကိုဒင်းတော့မက်လေမြင်ကဆက်သွယ်မြင်ထားတာဖြစ်ပါတယ်ရှင်